်ဆရာမင်္ဂလာပါရှင်မင်္ဂလာပါမင်္ဂလာပါကျွန်မကေခိုင်ပါဆရာ DVB သတင်းဌာနကပါဒုတိယညွေဆိုရကျမရဲ့ဒီဌာနရဲ့အရန်တူဝင်ဒေါက်တာဦးကဖြစ်တဲ့စိတ်ကျန်းမာရေးဆိုင်ရာအထူးကုဆရာဖြစ်ပါတယ်။လက်တလုံးမှာဖြစ်နေတာဆိုရင်ငလျင်ပေါ့နော်ငလျင်ဖေးတဲ့ကိုဒီမြန်မာနိုင်ငံအနေကပြည်သူတွေလည်းတော်တော်များများခံစားခဲ့ရပါတယ်ဆရာ။အဲ့ဒီအထက်မှာမှဒီတချို့ဆိုလို့ရှိရင်မိသားစုဝင်တွေဆုံရှုံခဲ့ရတဲ့သူတွေလည်းရှိပါတယ်ဆရာ။အဲ့လိုမျိုးမိသားစုဝင်တွေဆုံရှုံခဲ့ရတဲ့သူတွေမှာဘယ်လိုမျိုးစိတ်တရားနေချင်ရှိနေနိုင်ခဲ့ပါသလဲရှင်ဟုတ် ကျွန်တော်တို့စေပညာသဘောရပြောရမယ်ဆိုရင် grief reaction grief ဆိုတာကတစ်ခုခုဆုံးရှုံးသွားရင်ဒီတိုင်းမှာဖြစ်ပေါ်တတ်တယ်ဖြစ်ပေါ်လာနိုင်တယ်သူ့ရဲ့စိတ်မှာဖြစ်ပေါ်သွားရင်အကြောင်းအရာ grief reaction ကိုအရိဟာအခုဒီလိုမျိုးမလင်းပေးတော့ကြောင့်ဆုံးရှုံးသွားရဲဆိုတာကတော်တော်ကိုဆုံးရှုံးတဲ့အခါမှာယုတ်တည့်ကြီးမမျောနိုင်မဲနဲ့ဆုံးရှုံးသွားတယ်ဆုံးရှုံး အဲ့လိုမျိုးဆုံးရှုံးမဲ့ဆုံးရှုံးမှုတွေမှာစိတ်ပျက်ဆိုင်ရာထိခိုက်မှုကတော်တော်လေးပြင်းထန်တယ်။ပထမဦးဆုံးကြုံတွေ့ရမယ့်အချက်ကတော့ shock ဖြစ်သွားထိတ်လန့်တော်လို့သွားတယ်။ကြောက်ရွံ့သွားတယ်။ပင်သက်သွားတယ်။အဲဒုတိယအဆင့်ရောက်သွားရင်ဒါကိုမယုံနိုင်ကြရပဲဆိုပြီးပြန်ပြောလိုက်။မယုံနိုင်ကြပဲလက်မခံနိုင်ကြပဲလို့လည်းပြောလိုက်။အဲ့မဖြစ်နိုင်ဘူးဆိုပြီးတော့လည်းသူတို့စိတ်ထဲမှာဖြစ်လို့လာနေချီပြီးကြနိုင်တယ်။အချို့ရင်းနဲ့ချီပြီးကြတဲ့တနာရောက်တယ်လည်းရှိတယ်။ ဘဝနေရာတော့ဝိုင်းဖြစ်သိမ့်မှာเนาะဖြစ်သွားပြီဆိုပြီးဝိုင်းဖြစ်သိမ့်တယ်ဒါပေမဲ့ကာယကံအခြင်းတွေကလည်းခံနိုင်လို့တော်တော်လေးအချင်းတစ်ခုလို့ပြရတယ်အဲ့လိုလူမျိုးတွေတက်ကိုကျွန်တော်တို့ကတည်တည်ချာချာကိုအချင်းလေးပေးပြီးတော့နှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပြရတယ်ပေါ့နော်အဲ့လိုနှစ်သိမ့်ဆွေးနွေးမှုတွေကိုပေးတဲ့အခါမှာအချင်းတစ်ခုရောက်သွားလို့ရှိရင်သူတို့ကခုနကပြောတဲ့ shock denial ပြီးတော့ pre contemplation ဆိုတာကပါလဲဆိုတော့ ဒါကိုသူပြန်သူကသူသူ process ထဲမှာဒါကိုသူ process လုပ်တယ်။ဟော process လုပ်ပြီးချိန်မှတော့ဒါလေးကအဲ့လိုအဲ့ process လုပ်တဲ့အချိန်ရတဲ့အချိန်တစ်ခုကြာအဲ့ချိန်မှာ over year တွေဖြစ်နေမယ်။အဲ့ချိန်မှာပူဆွေးတော့ကတွေရောက်နေဦးမယ်။အဲ့ချိန်မှာမစားနိုင်မတော့နိုင်လေဖြစ်နေဦးမယ်။အဲ့ဒါလေးကိုလည်းပတ်ဝန်းကျင်ကတည်ပြီးတော့ကူညီဆောင်မှမူတွေနဲ့တိတ်ဆွေးနွေးမှုတွေလုပ်ပြရမယ်။သူတို့ကိုယ်တိုင်ကိုယ်တို့ကိုယ်လည်းအနေနဲ့ဆက်သွယ်လေးလုပ်ပြ connected ဖြစ် သူတို့ကိုဆက်သွယ်ရင်အဲ့လိုပြနေရမယ်သူတို့နဲ့စကားလေးတွေပြောပြနေရမယ်ဒါပေါင်းဝင်နေရာလုပ်နေတယ်ကျွန်တော်တစ်ခါတည်းတွေ့ပြီးပြောသွားတယ်ဘာလို့အဆင့်တိုင်းအရေးကြီးလို့ဒါကပေါင်းဝင်နေရာတွေကသိရှိနားလည်ပြီးတော့သူတို့ကိုလက်လူရှိမထားရဲနဲ့ခရီးတစ်ဆိုင်လေးနဲ့နေတဲ့ဖြစ်တဲ့ဆွေးနွေးမှုတွေကိုလုပ်ပေးတယ်ဒီအချိန်တစ်ခုနဲ့ဒါက process ဖြစ်သွားပြီးတဲ့အချိန်ကြတော့မှဒါဒါတို့ accept လုပ်လိုက်တာဒါဆုံးသွားပြီဆိုတော့တို့လက်ခံလိုက်မယ်ဖြစ်စဉ်တွေ process မလုပ်နိုင်ပဲနဲ့ကြည်ညက်တော့သူတို့မလုပ်သွားနိုင်ပဲနဲ့စိတ်တိုင်းဟာကြီးကြီးကြံခဲ့ပြီးတော့အဲ့ဒီအနေမှာစိတ်ပိုင်းဆိုင်ရာရောဂါဖြစ်လာတယ် depression လို့ခေါ်တဲ့စိတ်ကြရောဂါ anxiety လို့ခေါ်တဲ့စိတ်ပူပန်ဆိုရင်ရောဂါနောက်အဆိုးဆုံးကတော့ကိုယ်တိုင်းလက်စိတ် data နဲ့ trauma ပေါ့နော် trauma ကြီးတစ်ခုဒဏ်ရာကြီးကြီးတစ်ခုစိတ်ဒဏ်ရာကြီးတစ်ခုကိုယ်တိုင်းမျက်စိနဲ့နေရတဲ့အကြောင်းပေါ့ post traumatic stress disorder ကျော်မှဖြစ်ပြီးတာတော့ခုပြီးခဲ့လို့ဆိုရင်ဒီကနေ့ကဖြစ်တယ်အဲ့ဒါအိတ်တိုင်းအိတ်တိုင်းအိမ်မက်ထဲမှာဒါကိုပြန်ပြန်မက်နေတော့အခုဘုန်းဆိုကြားလိုက်တာနဲ့အဲ့အခြေကိုပြန်ရောက်သွားတယ်လို့ပြောခံစားပြီးတော့ဘယ်နဲ့ကပြောတဲ့စိတ်လို့အလုံးမင်းဆိုရင်ဒီမှုတွေအလုံးမင်းကြောက်ရမှုတွေဒါတွေလည်းခံစားရတယ်အဲ့ဒီအခြေအနေမျိုးဆိုရင်တော့ပေးကြတော့အဲ့ဒီကျမ်းမာရေးစောင့်ရှောက်မှုအကူအညီတွေကိုယူတဲ့နဲ့ယူဖို့လည်း သူတို့ရဲ့ပတ်ဝန်းကျင်က base တွေကတိုက်တွန်းတယ်နဲ့ဆက်သွယ်ပေးတယ်။ဟုတ်ဆရာကြီးအခုလိုမျိုးဒီစိတ်ပိုင်းဆိုင်ရာထိခိုက်မှုခံစားရတဲ့သူတွေကိုပေါ့နော်ပြန်ပြီးကူစားမယ်ကူစားမယ်ဆိုလို့ရှိရင်ဘယ်လိုမျိုးလုပ်ပေးသင့်လဲဆရာဟော။ဒီမိသူတို့စိတ်ခံစားနေရတဲ့ပြည်သူလူထုပြည်သူလူထုဒီဒီဒီလူတွေအားလုံးကိုသူတို့ရဲ့ base တွေအပေါင်းတွေအပိုင်းပိုင်းဝိုင်းဆွေးနွေးတွေကနှစ်သိမ့်ဆွေးနွေးမှုတွေလုပ်ပေးပါ။အဲဒုတိယတစ်ခုကတော့စိတ် ဖြစ်စည်းမှုကနောက်ကဲသွားပြီးတော့စိတ်ယောဂဝေဒနာတွေဘယ်နှခါတွေ့နေရပြီးစိတ်ကြယောဂတွေတွေ့နေရပြီးအလောမဲဆိုရင်ဒီမှာကြောက်လန့်မှုတွေကိုတွေ့နေရပြီး post traumatic တွေတွေ့နေရပြီးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီ delicate မှာမှာတဆင်အထူးကစိတ်ယောဂအထူးကဆောင်းနေကိုဆက်သွယ်ပြီးတော့ဥဒါမှုကိုဉာဏ်ခံယူစေခြင်းနဲ့အများလုံးချိတ်ဆက်ပေးစေခြင်းနဲ့အဲအဲ့ဒီမှာမှာကျွန်တော်တို့ NUG MOH ကလည်းကျွန်တော်တို့ delicate မှာဆိုပြီးတော့ page ကလာလူတိုင်းတည်ပြီးလာပေါ့အဲ့ဒီ page ကနေပြီးတော့ပေါ့ကျွန်တော်တို့ဒီနှစ်သိမ့်ဆွေးနွေးပေးတဲ့ zero subscribe campaign telegram channel တွေအခု24နာရီဖွင့်ထားပြီအဲ့ဒါလေးတွေမှာလာပြီးတော့တို့တွေဆွေးနွေးစေခြင်းတယ်တို့ရဲ့မိသားစုဝင်တွေတို့ကိုစားအားဆွေးနွေးပြီးတော့ပြန်ပြောပြရတာလည်းတုံ့ပြန်စေခြင်း